ကျွန်တော်မိတ်ဆွေတွေဟိုတချင်းလေးကြားဘူးလားမသိဘူးလက်ခတ်တန်းကျွန်းဘူတာတောင်းနိုင်ကကြားတယ်လေအဲ့တချင်းလေးတဲ့မှာတခြားပြန်လာဟောကြည့်ပါဦးလက်ခတ်တန်းကျွန်းဘူတာတောင်းနိုင်ကကြားတယ်လေလက်ခတ်တန်းကျွန်းဘူတာတောင်းနိုင်ကကြားတယ်လေဟုတ်တယ်ဗျအဲ့ကျွန်းဘူတာဆိုတာတကယ်တော့ကျွန်းနဲ့ပါပဲညာတော်အပြည့်ကျွန်းနဲ့ဖြစ်လာတဲ့အကြောင်းတရားလေဒီကျွန်းဘူသားတွေကနေမဲ့ကျွန်းနဲ့ဖြစ်လာတာညာလေအဲ့ဒါလေးကျွန်တော်အသေးစိတ်ရှင်းပြပါမယ် တကယ်တော့ခုနကျွန်တော်ဆိုသွားတဲ့တချင်းနဲ့စာချောင်းလေးကတပောင်ဖြစ်ပါတယ်။ရှင်းတော့လူကြီးကြီးကဒီလိုတပောင်လေးကိုလည်းတချင်းစာသားရဲ့မှာထည့်ပြီးတော့ရေးသားတတ်ကြပါတယ်။အဲ့တော့အဲ့ဒီတပောင်လေးကြောင့်ကျွန်တော်ပြန်ပြီးတော့ရှင်းပြမယ်ဆိုလို့ရှိရင်ကျွန်းနဲ့ကနေဖြစ်လာတဲ့တန်ကဘလောက်တောင်အစွမ်းစားရှိတယ်ဆိုလို့ရှိရင်အထက်ကောင်းမြင်အထိကိုပဲသူကလက်ခမောင်းခတ်လောက်တဲ့အထိထုံးထုံးပေါက်ပေါက်တိတ်တိပြောင်မြောက်စေတဲ့အထိကိုပေါက်မြောက်စေတဲ့တိတ်တိဝင်တန်ဖြစ်ကြအောင်ဒီတပောင်လေးထဲမှာကျွန်တော်တွေ့ရမှာဖြစ် ဟုတ်ပြီအဲ့ဆိုကျုံးကိုတော့အားလုံးသိကြတယ်ကျုံးနဲ့ကဘယ်လိုဖြစ်လာလဲဆိုတော့နည်းနည်းသိချင်ပါဘို့ဒါကတော့ကျုံးနဲ့ဆိုတာကရေအောက်မှာသွားနှစ်ပေါင်းများစွာကြာလောက်တဲ့အထိရေနဲ့ကျုံးနဲ့ထိတွေ့နေပြီးတော့မှဖြစ်လာတဲ့အတွက်ကြောင့်ကျုံးကအနက်ရောင်ပြပြောင်းလဲသွားတယ်အဲ့ဒါကိုကျုံးနဲ့လို့ခေါ်ကြတယ်ကျုံးနဲ့တည်းကတကယ်တော့တကြီးလေးပါးနဲ့ပေါင်းဆက်ပြီးတော့မှဖြစ်ပေါ်လာတာဗျအရန်စိတ်ဝင်စားဖို့ သူကမူလဘူတာတော့ကျုံးမင်ပေါ့နော်ဒီကျုံးမင်ကနေပြီးတော့မှပဲရေစီလောင်အောက်ထဲကိုရောက်သွားတယ်ဒိုဒီမိုရေအောက်ထဲကိုနှိမ့်ညွတ်သွားတယ်အဲဒီရေအောက်ထဲမှာမှသူကဓကြီးလေးပါးနဲ့ပေါင်းဆက်ပြီးတော့မှဒီအနက်ရောင်ကိုသူကမူလဘူတာအတိုင်းပဲတဘာဝအတိုင်းကြောင်းနေသွားတာဖြစ်ပါတယ်အဲဒီကနေမှသူကတိတ်ဟိဝင်နဲ့တိတ်ဖြစ်နေပြန်ပြီးတော့ပေါ်ထွက်လာဖြစ်ပါတယ်ဂျီနမ်မြေဒေတာတွေဖြစ်တဲ့ဒေတာအချို့မှာကျွန်းနဲ့တွေကိုကျွန်တော်တို့ရှာဖွေတွေ့ရှိနိုင်ပါတယ်ဒါပေမဲ့တော်တော်ရှာပါလိမ့်မယ်ဘာလို့ဗေဒသိပ္ပံနီးရပြောမယ်ဆိုလို့ရှိရင်သူမြေစီလောင်အောက်မှာရှိတဲ့ဂျီနန်နဲ့ဒီမြေစီလောင်အောက်ထဲကိုနှိမ့်ဝင်သွားတဲ့ကျုံးမင်နဲ့ပေါင်းဆက်ပြီးတော့မှသူကတဘာဝအတိုင်းအနက်ရောင်ကြောင်းသွားလို့ဆိုကြပါတယ် တချို့ကလည်းရေအောင်ထဲကိုရောက်သွားတာနှစ်ပေါင်း80 80လောက်ရှိပါတယ်ရေအောင်ထဲရောက်သွားပြီးတော့မှဓာတ်တွေပေါင်းဆက်သွားပြီးတော့မှတဘာဝတိုင်းအနဲ့ရောင်ပြောင်းလဲသွားတယ်ရှိပါပြီကျောင်းတ်ကိုရေပူရအဖြစ်၃မျိုးရှိရလို့ကျွန်တော်သိနိုင်ပါတယ်သူကရေဆန်ကျောင်းတ်ရေလေပြန်ကျောင်းတ်ရေအခုကျွန်တော်တို့လက်ရှိနေတွေ့နေရတဲ့ကျောင်းတ်အမျိုးအစားဖြစ်ပါတယ်ကျွန်တော်ဟိုတခါတည်းရေဆန်ကျောင်းတ်ဖရားကြီးကြောင့်ဆက်ဆက်ပြီးဖြစ်ပါဝိဇာဒရအယူအဆရဆိုလို့ရှိတမန်ရောင်တွေကနေဒီလိုမျိုးအနဲ့ရောင်တွေကိုတဘာဝတိုင်းပြောင်းလဲသွားတဲ့အရာတွေကတိတ်ထိဝင်သွားပြီးလို့ယူဆရှိကြပါတယ်များသောအားဖြင့်တက္ကနတ်သားပြီးတော့ကျောင်းတ်တို့ဒါတွေကိုဒီလုံးရင်တိုင်းကြောင့်ရှောက်တဲ့လူတွေကအရင်သဘောကျကြပါတယ် ကျွန်းနဲ့ရဲ့တက်ကိုဘေရင်ကိန်းကနေကြည့်မယ်ဆိုလို့ရှိရင်တော့ကာကြီးနဲ့နှံ့ငယ်ပေါ့နှစ်နဲ့ခွန်လေးဖြစ်ပါတယ်ပေါင်းကြီးရလဲ900နေပါတယ်အဲ့တော့900ဆိုတာလည်းနဝင်းတက်ဖြစ်ပါတယ်ကျိုးအစီရင်နဲ့ဖျားရီပါတွေထုတ်လုပ်ပြီးကိုးကွက်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်းနဲ့ဒီမှာဒီကိုနဝင်းအင်းတွေကပ်ပြီးတော့ကိုးွယ်တာမျိုးတခြားသောအင်းတွေစမားတွေဆွဲပြီးတော့ကိုးွယ်တာမျိုးလုပ်မယ်ဆိုလို့ရှိရင်လည်းအင်းဟာစီးပွားတက်တဲ့အင်းရဲ့ကင်းနဲ့ဖုံးလို့ကိုတက်တယ်ဆိုတဲ့ယူဆရရှိကြပါတယ်ကျွန်းနဲ့မှာရှိတဲ့တန်ဖိုး9မျိုးထဲမှာကျွန်တော်ခုနပြောတဲ့နဝင်းတန်ဖိုးလေးအပေါင်းဖြစ်ပါတယ် ျွန်းနဲ့ရဲ့တန်ဖိုး၅မျိုးအကြောင်းကိုလည်းကျွန်တော်နောက်မှဆက်ပြီးတော့တင်ဆက်ပေးပါမယ်။အခုဆက်ပြီးတော့ပြောပြချင်တဲ့အကြောင်းတရားတွေကတော့ကျွန်းနဲ့နဲ့ပတ်သက်ပြီးတော့ဘုရားဆင်းလူတော်တွေထုလုပ်ပြီးတော့ကိုယ်ကွယ်နေကြကျွန်တော်မြင်နေရပါတယ်။အဲ့လိုမျိုးကိုယ်ကွယ်တဲ့နေရာတွေမှာဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်။ကျွန်းနဲ့ဆိုတာအစရေကနဝင်းဖြစ်ပြီးသားဖြစ်ပါတယ်။အဲ့ကျွန်းနဲ့နဝင်းကိုမှကျွန်တော်ကဘုရားဆင်းလူတော်ဖြစ်ထုလုပ်ကိုယ်ကွယ်မယ်။အဲ့တော့မှစနစ်တကျအစီရင်တဲ့တေချာလေးကိုယ်ကွယ်မယ်ဆိုလို့ရှိရင်သူကနဝင်းထက်အုပ်ဆိုးတဲ့ကဘာကြီးလောကတဲ့ကြီးကိုပိုင်ဆိုင်နိုင်တဲ့ထီကိုဖုံးတော့ကိုတီးမနိုင်ပါဘူး။နဝင်းဆိုတာအစရေကအောင်တဲ့ဖြစ်ပါတယ်။အောင်တဲ့တိတ်တိတဲ့နဝင်းတဲ့ငွေတဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့နေထိုင်နေတဲ့လောကကြီးကလည်းနဝင်းနဲ့ဖွဲ့စည်းထားတာဖြစ်သလိုဗုဒ္ဓရဲ့စက်တော်တွေကိုကြည့်မယ်ဆိုလို့ရှင်လည်းနဝင်းနဲ့ပတ်သက်နေတာကိုအများကြီးတွေ့ရမှာဖြစ်တယ်။အဲဒါလေးလည်းကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ်။အူဆုံးကြည့်မယ်ဆိုလို့ရှိရင်ဘုရားကုံတော်အရဟံစဘဂဝါဆုံး၉ပါးရှိပါတယ်ခင်ဗျာပြီးတော့လောကုတ္တရာတရား၉ပါးဖြစ်ပါတယ်ယေຊုတော်က၁၈ပါးဗုဒ္ဓရဲ့ဝါတော်က၄၅ဝါပေါင်းခြင်းက၉ဖြစ်ပါတယ်ကျွန်တော်တို့စိတ်နေတဲ့စိတ်ပရိယာလည်းတရားနဲ့ရှင်းလို့ပြီးတော့၉လုံးပေါင်းခြင်း၉ဖြစ်ပါတယ်ကျွန်တော်တို့လူတွေကိုပြိတ္တိတွေလွယ်တဲ့ကာလကလည်း၉လလွယ်၁၀လဖွာဆိုတဲ့အတိုင်းပဲ၉ခန်းဖြစ်ပါတယ် ဗုဒ္ဓရဲ့လက္ခဏာဆက်တော်တွေကိုကြည့်မယ်ဆိုလို့ရှိရင်အောင်တရာ၈ခွက်ဆိုတဲ့အတိုင်းပဲတရာနဲ့၈ခွက်ပိုးကနေဖြစ်ပါတယ်ကျွန်တော်နေထိုင်နေတဲ့နေ့ရက်တိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့မှာ24နာရီရှိပါတယ်24နာရီမှာမိနစ်ပေါင်း1440မိနစ်ရှိပါတယ်ပေါင်းခြင်းက6ဖြစ်ပါတယ်တရက်24နာရီကိုပဲစက္ကန့်နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်စက္ကန့်ပေါင်းက16400စက္ကန့်ဖြစ်ပါတယ်ပေါင်းခြင်းကလည်း6ဖြစ်နေပါတယ်ပြီးတော့ဂျိုကြီးရလည်း6လုံးရှိပါတယ်နက်ခတ်ကြီးရလည်း28လုံးရှိပါတယ် ောင်းခြင်းကိုဖြစ်ပါတယ်အဲ့တော့ကိုကနေကျွန်တော်တို့ပုံမှာဘယ်လောက်ထိစီးမိုးနေလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်အခုကာလကလည်း2025ခုနှစ်ကိုကနေဖြစ်နေပါတယ်နောက်ဆုံးအဖြစ်ကိုကနေကိုနဝင်းကနေဝိဇာကနေလို့လည်းပြောကြတယ်သူကကနေတွေထဲမှာသူကအကြီးဆုံးအမြင့်ဆုံးဖြစ်တယ်အကျဉ်းဆုံးဖြစ်တယ်ပေါ့နော်အားလုံးကြည်ချင်းဖြစ်ကျွန်တော်တို့လက်အုပ်ချီနေတဲ့ဗုဒ္ဓမြတ်စွာဘုရားရောကျွန်တော်တို့လူပတ်ဝန်းကျင်မှာရှိတဲ့အရာတွေအားလုံးရောကျွန်တော်တို့နေထိုင်နေတဲ့လောကဓာတ်ကြီးတစ်ခုလုံးကိုယ်ခန္ဓာကဘယ်လောက်ထိသွမ်းမိုးထားရဲဆိုတာကျွန်တော်မိတ်ဆွေတွေသိတာသင်ရှားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ကကျွန်းနဲ့တန်ဖိုး၅မျိုးကိုဆက်ပြီးတော့တိဆက်ပြပါမယ်။ သူ့ရဲ့တံပိုး၅မျိုးကတော့ကျုံးဆိုတဲ့ဒါရှာပတဲ့ပေါ့နော်ကျုံးဆိုပြီးဆိုခဲ့ရတော့တံပိုးရှိမိတာတစ်ဖြစ်တယ်အဲကျုံးတပင်ခုတ်ရင်ဘယ်လောက်ဒီအပြစ်ကြီးရဲဆိုတာအလုံးပြီးပါတယ်တခြားတစ်ပင်နေတဲ့ဆာလို့ရှိရင်ကျုံးမရဘယ်လောက်ဒီတံပိုးကြီးရဲဆိုတာအတိပြီးသားဖြစ်မှာပေါ့အဲတော့ကျုံးရဲ့တံပိုးရှိခြင်းပြီးတော့ကျုံးအမှာတော့အနက်ရောင်ဖြစ်နေတဲ့ရှာပါတစ်ဖြစ်နေခြင်းဒါသူ့ရဲ့တံပိုးဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့ကိုတွေ့ရင်သိရင်ခက်ခဲခြင်း အဲ့ဒီတန်ဖိုးရှိနေပါတယ်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့ခံမီးရတန်ဖိုးလို့ခေါ်တဲ့အတိနဲ့နဲ့တဲ့တန်ဖိုးရှိနေပါတယ်ကျွန်တော်သိထားတဲ့ကျုံးနဲ့နဲ့ပတ်သက်တဲ့ကိစ္စလေးကလောက်လေးပဲရှိပါတယ်သူအိုက်ထက်ပို့ပြီးတော့ကျယ်ပြန့်တဲ့ခံမီးရတန်ဖိုးတွေနဲ့ရှိနေတယ်တင်မျိုးစားဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ခုနကတင်ဆက်ခဲ့တဲ့အတိုင်းပဲကျုံးနဲ့တန်ဖိုးကနဝင်းထက်နဝင်းတန်ဖိုးဖြစ်နေခြင်းဖြစ်ပါတယ်ခင်ဗျာကျုံးနဲ့နဲ့အခြားခြားသောတိက္ကနတ်သားတွေနဲ့ကွာခြားချက်လေးကျွန်တော်လည်းထပ်ပြောပြပါဦးတက္ကနတားတို့တဲ့သားတို့ရင်းတိုက်သားတို့ကျွန်တော်မီးရှို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူရဲ့ပြာရဲ့အမောကရွှေမုံလေးလိုမျိုးထွက်တာပါလေ ကျောင်းနဲ့ကိုမရှိရင်လေသူကရှေးအိုးရောင်းလို့ရှေးမုံလို့လို့ပဲခတ်တတ်ပါတယ်သူကတူတရာအောင်နဲ့မတူပါဘူးဘယ်လိုမတူလဲဆိုတော့တခြားတစ်သားတွေကမီးရှို့ပြီးထွက်လာတဲ့ပြာကိုတန်လိုက်နဲ့ဆွဲကြည့်မယ်ဆိုလို့ရှိရင်သူတန်လိုက်မှာလာကက်တာမျိုးမရှိပါဘူးကျောင်းနဲ့ကြတော့အဲ့လိုမဟုတ်ဘူးကျောင်းနဲ့ကိုမီးရှို့ထားပြီးပြာဖြစ်နေတယ်ခုနလိုရွှေမုံလို့ပြာလေးတွေကိုကျွန်တော်တန်လိုက်နဲ့သွားဆွဲကြည့်မယ်ဆိုလို့ရှိရင်သူတန်လိုက်မှာလာကက်တယ်ပါလေအဲ့ဒါကကျောင်းနဲ့နဲ့တခြားတစ်တွေရဲ့ကွာခြားချက်ဖြစ်ပါတယ်နောက်တစ်ချက်ကျွန်းနဲ့နဲ့တခြားတစ်တွေကွာခြားချက်ကကျွန်းနဲ့ရဲ့အယောင်ကသူကတဘာဝဆန်ဆန်အတိုင်းလေးပဲသူကနတ်မောင်းနေတာဖြစ်တယ်။တခြားတစ်တွေလိုမျိုးအင်မတန်နတ်ပြီးတော့တောက်ပြောင်ရမှာမရှိဘူး။ အဲ့လိုမျိုးတောက်ပြောင်နေဆိုရင်တော့ငယ်တတိထားတယ်ကျွန်တော်ဆိုအခုဒီရပိုင်းမှာအရင်စဉ်းစားနေရတယ်မှုရှိဒီကျုံးနဲ့တွေစပေါ်လာခဲ့တယ်ဟိုနေရာကြည့်လဲကျုံးနဲ့ဒီနေရာကြည့်လဲကျုံးနဲ့ဖះဆောင်နဲ့နေမှာလဲကျုံးနဲ့ဒိုင်းပေါ်မှာလဲကျုံးနဲ့နေပြီကျွန်တော်စိတ်ထဲမှာတော့ဒီလောက်ဂမ်ဘီယာဆန်ပြီးရှားပါတဲ့ကျုံးနဲ့ကဘာလို့အဲ့လောက်ပေါ်နေရလဲလို့ကျွန်တော်တန်လျောက်ဝင်ပြီးရပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့မျိုးစိရှိမှမြင်တဲ့အရာကိုကျွန်တော်တို့ကအကုန်စုံပြီးကြည့်လိုက်လို့ဖြစ်သွားတာတကယ်တော့တနိုင်ငံလုံးတကမ္ဘာလုံးအနေထားနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျုံးနဲ့ကအင်ဗီတန်ကိုရှားပါပါပြီးတော့ကျုံးနဲ့တွေကအတုလည်းအရင်ပေါ်တယ်ဗျ။ဟောဆိုခစ်ကာလာအလျောက်အတုလို့ပေါ်တယ်တိတ်ပြီးတော့မခက်ခဲဘူးဗျ။အဲ့တော့ ကိုယ်နေနဲ့ဝယ်မယ်ချမ်းမယ်ဆိုတည်တည်တံ့ကြာလေးနားနဲ့တကြွနဲ့လူလေးပြီးတော့ကိုယ်စိတ်ချရတဲ့နေရာမှာပဲဝယ်ယူဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်မြန်မာတနိုင်ငံလုံးမှာအထင်ကြီးရလဲအဖြစ်ဆုံးကျုံးနဲ့နဲ့ပူဇော်ထားတဲ့ဘုရားဆိုလို့ရှိရင်လေဂျေဆန်ကျုံးနဲ့ဘုရားကြီးတစုအပြင်ကိုနောက်ထပ်ဘုရားနှစ်စုသုံးစုလောက်ပဲရှိပါတယ်ခင်ဗျ ဒါတော့ကျွန်တော်နောက်အလင်းသိမ့်တို့ပြင်ဆက်ပြီးတော့သူပြေဗုဒ္ဓဘာသာဝင်တွေကတော့ကျွန်းနဲ့နဲ့ပတ်သက်ပြီးဦးဆုံးဘာလုပ်ကြလဲဆိုတော့ဖះဆင်းတို့တော့ထုလုပ်ပြီးတော့ပူဇော်ကြတယ်ဒါဦးဆုံးလုပ်တာပဲပြီးတော့တန်လျာလေးတွေလုပ်ပြီးတော့လင်းမင်းမှာဆွဲကြတယ်ပစိန်လေးတွေလုပ်ကြတယ်ဇဒိုးလေးတွေလုပ်ကြတယ်တောင်မိုးတွေလုပ်ကြတယ်ငကားပုံလေးတွေလုပ်ကြတယ်စသဖြင့်ပေါ့နော်ကိုအားတန်တို့လိုမျိုးမျိုးစုံလက်ဖွဲ့လေးတွေလုပ်ပြီးတော့စောင့်ကြရမှာရှိကြတယ် တချို့ကလည်းရှင်တိဝုလိပုံစံတချို့ကလည်းရှေဥပကုဒပုံစံတချို့ကလည်းယဟန္တာပုံစံလေးတချို့ကလည်းဝိဆာပုံစံလေးတွေအဲ့လိုမျိုးထုလုပ်ပြီးတော့ကိုယ်ခွေထားပါမယ်နောက်ပြီးတော့ကျုံးတက်ကတကယ်တော့ထိုက်မှရတာဗျကျွန်တော်မှဆိုကျုံးတက်လုံးဝမရှိဘူးမရှိရခြင်းအကြောင်းတွေအားလည်းကျွန်တော်နောက်တော့ပြောပြမယ် တော့ဘလို့ထိုက်မှရလဲတခါကျန်ကိုဝယ်မယ်လို့စ조사နေမယ်လေလုံးဝမဝယ်ဖြစ်တော့တဲ့အခြေအနေမျိုးတွေဖြစ်သွားရမျိုးရှိတယ်။အချို့ကျတော့လေအဲရောင်းတဲ့လူနဲ့ဝယ်တဲ့လူနဲ့မအက်ဆက်လို့ဝေးသွားရမျိုးရှိတယ်။ဆိုတော့ရောင်းနိုင်တဲ့သူကမရောင်းရတယ်လို့ဝယ်ချင်တိုင်းလဲဝယ်လို့မရတဲ့တစ်ထဲမှာပါတယ်။မျက်စိရှိမှဘလောက်ပဲပေါ်နေပါစေကျွန်တော်ကတခုမှမရှိဘူး။ဒါအောင်ကြည့်ချင်ရမယ်ကျွန်တော်မိတ်ဆွေတွေသဘောပေါက်မှလို့ထင်ပါတယ်။ကိုကထိုက်မှရတာဖြစ်ပါတယ်ဗျ။ပြီးတော့ကျွန်းနဲ့ကိုပိုင်ဆိုင်ထားတဲ့လူတော်တော်များများဝိစာဆက်တွေနဂါးဆက်တွေတိုက်ဆက်တွေများကြတယ်ကျွန်းနဲ့နောက်တဲ့ထူးခြားချက်တွေကကျွန်းနဲ့ကသူကဗကူတွေပါတယ်ထူကိုကျုံလုံးတင်းမို့နင်းနဲ့ခက်ခဲနေမှာပါတယ်တက်မာတော့ တော့ဗတိလောက်ဖို့လည်းခက်ခဲတယ်လို့မျိုးစင်ဂရော်တွေထုလုပ်ဖို့လည်းသူကတော်တော်လေးခက်ခဲတယ်အဲ့လိုခက်ခဲတဲ့အတွက်ကြောင့်လည်းသူကရှားပါတဲ့အမျိုးအစားမှလည်းဝင်တယ်လို့လူတိုင်းလည်းမရတာဖြစ်နေပါပြီးတော့ကျွန်တော်ခုနပြောသလိုပေါ့နော်ကျွန်းနဲ့ကိုဘာကြောင့်တိုက်ဆက်တွေဝိဇာဆက်တွေနဂါးဆက်တွေပဲပိုင်ဆိုင်တာများလဲလို့ကျွန်တော်ပြောရလဲဆိုတော့ကျွန်းနဲ့ကများသောအားဖြင့်သူကရေထဲမှာရှိနေတဲ့အမျိုးအစားဖြစ်တဲ့အခါကျတော့ ဒီရေထဲမှာရှိနေကာလာတစ်ခုလုံးမှာနက်နဂါးတွေကစောက်ရှောက်ထားကြရတယ်ဆိုတဲ့အဆိုရှိကြပါတယ်။အဲဒါကြောင့်နဂါးဆက်တော်တော်များများစီပဲဒီကျွန်းနဲ့ကရောက်ကြပါတယ်။နောက်ပြီးတော့သူကကုန်းမမှာရှိနေလို့ရှိရင်လည်းဒီမြေကိုအုပ်ဆိုးတဲ့ဘုံဆိုးတွေရုပ်ဆိုးတွေများသောအပြည့်ဝိဇ္ဇာကြီးတွေကဒီကျွန်းနဲ့ကိုခံမရအနယ်ဝင်ပစ္စည်းဖြစ်တဲ့ကာကြတော့မတမ်းမာသူတွေလက်ထဲရောက်သွားမှာဆိုလို့ထိမ့်သိမ်းထားကြတာမျိုးရှိပါတယ်။ဝိဇ္ဇာကြီးရဲ့စောက်ရှောက်မှုခံရဖြစ်တဲ့တဲ့ကြောင့်ဒီကျွန်းနဲ့ကဝိဇ္ဇာဆက်တွေစီရောက်ကြတာများပါတယ်။တချို့ကျွန်းနဲ့နဲ့မထိုက်တဲ့လူတွေကြောင့်ကျွန်တော်လည်းနေပြောပြအောင်မယ်။ဥပမာကျွန်တော်တို့လူမျိုးတွေမျိုးရှိမှကျွန်းနဲ့ရှိတဲ့လက်ဆောင်လာပြီးကျွန်တော်တို့ခဏခဏလက်ဆောင်ရတယ်။အဲမဲ့ကျွန်တော်မယူဖြစ်ဘူးနော်။မထိုက်ဘူးလို့ပြော ့လက်ဆောင်လာပေးတယ်ကိုစိတ်ကမလိုချင်ဘူးတခါကျလို့ရှိရင်ဟိုကိုစီရောက်လာတယ်လမ်းလွဲသွားတယ်တခြားစီရောက်သွားတယ်တခါကျလို့ရှိရင်ကိုမျက်စိရှိမှရင်ရှိတယ်ဝယ်ဖို့ကြိုးစားတယ်မဝယ်ဖြစ်လိုက်ဘူးတခါလေကိုရှိမှရှိတာကိုကျုံးနံမှန်ကိုမသိလိုက်ဘူးအဲ့လိုမျိုးလေးတွေလွဲသွားတယ်တခါကျရင်ဝယ်ဖို့ကြိုးစားနေရင်ဒီရောက်ရယူဖို့ကြိုးစားနေရင်လည်းပြဿနာတစ်စုံတစ်ရာတက်တယ်အခက်အခဲတွေဖြစ်သွားတယ်မဝယ်ဖြစ်လိုက်ဘူးမကြမ်းဖြစ်လိုက်ဘူးအဲ့လောက်ထိကိုကျုံးနဲ့ကနှက်ကြီးပါတယ်ကျုံးနဲ့ကိုကျုံးမင်ရထွက်လာလို့ကျွန်တော်တို့ကကျုံးနဲ့ကျုံးနဲ့လို့အလွယ်ခေါ်ကြတာဖြစ်ပါ တကယ်တော့သူ့ကိုကျုံးဖို့သားလို့လည်းခေါ်ချင်တာရှိပါတယ်။ဘာလို့ဆိုကျုံးဖို့သားအများစုပါပဲ။ကျုံးတဲ့တွေဖြစ်လာကြတာများလို့ပါပဲ။ကျုံးဖို့သားဆိုတဲ့အပင်ကလည်းကျုံးအပင်တစ်တောင်တစ်သိန်းမှမှတပင်မထွက်တဲ့အပင်မျိုးဖြစ်ပါတယ်။တချို့ပြောကြရတယ်ဒီအပင်ကအရေးမထွက်ဘူးလို့ပြောကြတယ်။အဲ့ဒီကသမားတွေကလည်းကျုံးတဲ့ကိုအသေးတယ်လို့ကြီးညာတယ်ဘာလို့လဲဆိုတော့ဒီကျုံးတဲ့ကနေထုတ်လိုက်တဲ့တန်အနှစ်သားဒီတန်အနှစ်သားထဲမှာသူတို့ဓလုံးထိုးတဲ့အချိန်မှာတန်ဓလုံးတွေပါတယ်ကောင်းမွန်မွန်ထိုးလို့ရတယ်ဆိုတော့ဇိုယိုးတပောင်လည်းရှိရပါတယ် ဒေါဂိပညာအစိုးရဆိုလို့ရှိရင်လေကိုလုံအဖြစ်တန်ချက်ဝော့တို့တန်တထိုင်းတို့တန်ကိုချာတို့တန်ကွန်ရက်တို့စသဖြင့်သုံးလုံးညာရှိပါတယ်။အဖက်မှာရှိရကိုယ့်ရဲ့ရန်သူဒိုလီမဟုတ်မိစ္ဆာပညာတွေကိုယ်တိုက်ခိုက်လို့မရအောင်လို့ဒီလိုတန်ထက်နဲ့ကာကွယ်ကြရလည်ရှိပါတယ်။အဲ့လိုတန်ထက်ကိုယူရတဲ့ချိန်မှာကျုံးနဲ့တန်ကအကောင်းဆုံးဖြစ်ပါဒါကြောင့်မဲ့ကျုံးနဲ့ကိုအဆောင်ဖြစ်နဲ့ဆောင်ထားကြတယ်ကျုံးနဲ့ပရိအဖြစ်စိတ်တယ်လည်းဘက်မှာဆွဲထားကြတယ်ခန္ဓာကိုယ်ထဲမှာအဆောင်ဖြစ်ထားကြတယ်ဘယင်းနေစစ်သူကြီးတွေကလည်းသူတို့စစ်တိုက်တွေထွက်တော်မယ်ဆိုလို့ရှိရင်ကျုံးနဲ့နဲ့လှုပ်ထားတဲ့ချက်ဝတ်တွေတန်ချက်ကားတွေမှာကျုံးနဲ့ကနေထုတ်ထားတဲ့ကျုံးနဲ့တန်အနှစ်သားတွေကိုထည့်ပြီးသုံးဆွဲတတ်ကြပါတယ် ။ဘာလို့လဲဆိုတော့အဲ့လိုလုံချင်းအပြင်တို့ဒီလုံချုံနေအကာအွယ်ဖြစ်နေတယ်ဆိုတော့တုံ့ကြည်မှုတစ်ခုပါရှိနေလို့ဖြစ်ပါတယ်။ရှေးခေမင်းတရားတွေကင်ရတဲ့တန်လျက်ဒီမှာဆိုလို့ရှိရင်လေကျောင်းနှက်ကနေထုတ်ထားတဲ့တန်အနှစ်သားတွေထည့်ထားတဲ့ကြောက်ပါတယ်။ဘာလို့လဲဆိုတော့ဓနာတိတ်တွေရာသတိတ်တွေကိုပြင်းမြောက်စေလို့ဖြစ်တယ်။ဒါကလည်းရှေးရင်ထဲရရှိနေခဲ့တဲ့ကျောင်းနှက်နဲ့ပတ်သက်တဲ့အကြောင်းအရာလေး ကျိုးနဲ့တကိုးဆိုတဲ့စကားလုံးလေးကနှစ်ခွန်ခွန်နှစ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်နေပါတယ်။အဲတော့နှစ်ခွန်ခွန်နှစ်သူကကက်ကင်းပုံစံလေးဖြစ်နေတာပေါ့နော်။အဲတော့ကျိုးနဲ့တကိုးတကိုးရှိတာပေါ့နော်။ကျိုးနဲ့ဆောင်ထားမယ်ဆို။အဲဒါကြောင့်မဲ့ကျိုးနဲ့ကိုပတိတွေဖြစ်လောက်ကြတယ်။ဖျားဆင်းနုတော်တွေဖြစ်ထုလုပ်ပြီးတော့ကိုယ်ွယ်ကြတယ်။တန်လျက်တွေဖြစ်နေဆောင်ရတာဖြစ်ပါတယ်။သူကအာနာဇက်ပေါ့တကိုးပေါ့ဗျာနော်။ကျိုးနဲ့နဲ့ထိတ်ကင်းဆိုတဲ့စကားလုံးလေးရတယ်။ကက်ကင်းမိနေပြန်ပေါ့ဗျာ။ဆိုလိုတာထိတ်ဆုံးအောင်ရောက်စေတဲ့သဘောဖြစ်။ကျိုးနဲ့နဲ့ငကားနဲ့ကလည်းကက်ကင်းမိနေပြန်ပေါ့ဗျာ။အဲတော့ကျိုးနဲ့ဆောင်ထားမယ်ဆိုလို့ရှိရင်ခုနကလိုဓာတ်တွေလည်းပြီးမြောက်ပါဖြစ်။ ဆက်လက်ပြီးတော့ကျွန်းနဲ့ဒိဋ္ဌိ၅ပါးကိုလည်းကျွန်တော်နည်းနည်းလေးပြောပြချင်ပါသေးတယ်။သူ့မှာနံပါတ်၁အနေနဲ့တန်တန်းရှိနေတော့ကာယဒိဋ္ဌိပြီးမြောက်နေခြင်းဖြစ်ပါတယ်။ပြီးတော့သူကတကောအာနာနဲ့ကကင်းမြင့်တဲ့အတွက်ကြောင့်ဂျာစာဒိဋ္ဌိပယောဂဒိဋ္ဌိပြီးမြောက်နေတာဖြစ်ပါတယ်။နဂါးဆိုတဲ့တက်ကလည်းဒါတေစာတက်ဖြစ်ပါတယ်။ဟုံးတော်အချိန်ကဟုံးဟုံးတောက်စေတဲ့ဒိဋ္ဌိဖြစ်ပါတယ်။ငွေနှဝင်းရလည်းပြီးမြောက်နေတဲ့ကြောင့်ဒနာဒိဋ္ဌိကိုလည်းပေးဆွမ်းပြီးဖြစ်ပါတယ်။တန်တဲ့ဖြစ်နေပြန်တော့လေသူ့မှာသွင်းငင်နိုင်တဲ့ထက်ရှိတဲ့ခါကျတော့ပိယဒိဋ္ဌိကလည်းပေးဆွမ်းပြီးဖြစ်နေပါတယ်။ကျွန်းတဲ့တွေကိုများသောအားဖြင့်ကချင်ပြည်နယ်တို့၊ကရင်ပြည်နယ်တို့မြောက်ရီဘက်တို့မှာတွေ့ရတယ်ပါ ပြီးတော့မြန်မာနိုင်ငံအလဲပိုင်းမှာဆိုလို့ရှိရင်လည်းရေနံထွက်တဲ့ဒေသတွေမှာများသောအားဖြင့်တွေ့ရတယ် ဒီကျွန်တော်မြတ်ဗုဒ္ဓရဲ့သုံးပါနိုင်မယ်အတ္တာဤအတ္တနောနာထောဆိုတဲ့အဓိပ္ပာယ်နိုင်မယ်အတ္တာဤမိမိကိုယ်သာအတ္တနောမိမိဤနာထောကိုယ်ကိုယ်ရောင်ရဲ့မှတ်ယူပါဆိုတဲ့အဓိပ္ပာယ်နိုင်မယ်ဒီလိုမျိုးအင်းအိုင်တွေလက်ခွဲတွေအဆောင်တွေကကျွန်တော်တို့ဘလို့ပဲဆောင်တာဆောင်တာပေါ့နော်ကိုယ်ကိုယ်ကိုယ်သာကိုယ်ကိုယ်ရောင်ဖြစ်ပါတယ်ခင်ဗျာတကယ်တော့လေပုထုရှင်လူသားတွေပြည်ပြည်ပေါ့နော်ဒီလိုမျိုးအဆောင်တွေရေရာတွေဆောင်ထားရဲဆိုလို့ရှိရင်ဒါကိုယ်လုံးုံနေအားကိုရာတခုရှိရဲဆိုတဲ့ယူဆချက်တွေနဲ့လူရကိုယ်ကိုယ်ရောင်ထုလုပ်ကြဆောင်ကြတာဖြစ်ပါတယ်ခင်ဗျာကျွန်းနဲ့ကလည်းကျွန်တော်အရှိရာတင်ဆက်ခဲ့တဲ့အတိုင်းပဲလူသားတွေအတွက်ကိုတက ထည်ကိုမထိုက်တန်တော့တဲ့အထည်ကိုအကျိုးရှိတဲ့တိတ်ထည်ဝင်ပစ္စည်းတစ်ခုဖြစ်နေပါတယ်အဲ့တော့စောင့်ထားမယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒါပေမဲ့ခုနကနေ့နဲ့သားတွေတော့နည်းနည်းတကယ်ယူဆိုင်တင်ပါတယ်လို့ကျွန်တော်ပြဆက်လိုက်ပါတယ်ကျိုးနဲ့ဒိုဒီမဟုတ်လို့ရှိရင်ဒီလိုအဆောင်တစ်ခုခုကကိုယ်စီမှာရှိနေရဆိုလို့ရှိရင်ကိုယ်အနေနဲ့ဒီတိုင်းထားရင်တော့သူကမှုတ်တက်သွားမယ်ဖုံတက်သွားမယ်ဒီအဆင့်မရှိပါဘူးကိုယ်စီမှာဒီလိုခံပြရတိတ်ထည်ဝင်ပစ္စည်းတစ်ခုခုရလာပြီဆိုတေချာတစ်ခုကတော့ဒီပစ္စည်းနဲ့ပတ်သက်တဲ့အဆောင်ကတော့ပါလာတတ်တယ်အဲ့ဒီအဆောင်အတွက်ဒိုဒီမဟုတ်ဒီပစ္စည်းပို့ပြီးတော့စွမ်းဖို့အတွက်ကိုယ့်ဘော်တကယ်ကို effective ဖြစ်စေဖို့အတွက်ကိုယ်အနေနဲ့အလုပ်တွေလုပ်ပေးဖို့လိုပါတယ်ဒီလုပ်တွေကတော့ဖျားလုပ်တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် အကုသိုလ်တွေလုပ်ပေးမယ်ဒီလုပ်ခဲ့တဲ့ကုသိုလ်ကိုလည်းဒီမှာရှိတဲ့အဆောင်တွေရောဒီအဆောင်တွေနဲ့ပတ်သက်တဲ့ဒီတိတ်ထဝင်ပစ္စည်းနဲ့ပတ်သက်တဲ့ပဋ္ဌာန်းဆက်တွေအဆောင်တွေကိုကျွန်တော်မေတ္တာပို့ပေးမယ်အမျှဝေပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ်ပို့ပြီးတော့တက်ရောက်မှုတွေကပို့ပြီးကောင်းလာပါလိမ့်မယ်လို့ကျွန်တော်ထင်ဆလိုက်ပါတယ်ရှေ့မှာကျွန်တော်တင်ဆက်ခဲ့တဲ့အတိုင်းပဲကျိုးနဲ့ကနဂါးဆက်တွေဝိဇာဆက်တွေတို့တကယ်ပဋ္ဌာန်းဆက်ရှိတော့မှပဲရတတ်တဲ့ပစ္စည်းဖြစ်ပါတယ်ဆိုလိုတာကသူတို့ကကျွန်တော်တို့ရွေးချယ်တာဖြစ်ပါတယ်အမြင်မှာတော့ကျွန်တော်တို့ကသူတို့ဝယ်လိုက်တာဖြစ်ပါတယ်တကယ်တော့မဟုတ်ဘူးသူတို့ကကျွန်တော်တို့ဝယ်တာအဝယ်ခံလိုက်တာဖြစ် ဲ့တော့တို့ကျွန်တော်တို့ရွေးချယ်ထားတာဖြစ်တဲ့ခါကျတော့ဒီအဆောင်လေးကျွန်တော်စီကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်ပေါ့ပေါ့တန်တန်မနေသင့်ပါဘူးတကယ်လို့အဲ့လိုပေါ့ပေါ့တန်တန်နေလိုက်မယ်ဆိုလို့ရှိရင်ခုနကျွန်တော်ပြောတဲ့တိတ်ထိတွေတိတ်ထိတွေတိတ်ထိတွေကမကိန်းတော့ပဲနဲ့သူကဖြောင်းမြန်လှန်သွားတာမျိုးရှိတယ်ပါဘူးဘာလို့ဆိုတော့ကိုကပေါ့ပေါ့တန်တန်သဘောထားရတဲ့ကြောင်းအကောင်းကြီးမျှော်လင့်နေလို့မရဘူးပြအရာအလုံးကလုံးဆောင်ချက်မှန်ကန်နေဖို့လိုပါတယ်ဥပမာမသွေးပဲထားတဲ့ဓာတ်တွေကတုံးသွားတတ်တယ် ဒီအဆောင်တွေကိုလက်ထဲရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ခုနပြောခဲ့တဲ့အလုပ်တွေလုပ်ပြီးဖို့လိုပါတယ်။အဲ့လိုမှမလုပ်ဘူး။ကိုလုံးနေတဲ့လမ်းကြောင်း၊ကိုသွားနေတဲ့လမ်းကြောင်းမှားနေတယ်ဆိုလို့ရှိရင်ဒီမှာပါတဲ့အဆောင်တွေနဲ့ကိုနဲ့တဟဆာတာမဖြစ်ဘဲနဲ့ပြဿနာတွေတက်တာမျိုးမြင်ရတတ်ပါတယ်။အဲ့တော့ဆိုတာတော့ခိုက်တဲ့သဘောလေးရှိနေပါဗျာ။ကျွန်တော်ကတော့ကျုံးတဲ့အကြောင်းကောင်းတယ်ကောင်းတယ်ကောင်းတယ်ကြီးပဲပြောရတော့မပါဘူးပေါ့ဗျ။ဆောင်းရံရှောင်းရံလေးတွေကျွန်တော်တီးတဲ့လောက်လေးကျွန်တော်မျှောက်ပေးလိုက်ပါတယ်။အဲကျွန်တော်မိတ်ဆွေတို့ဒီစကားလေးတွေအတုံးဝင်နေဆိုလို့ရှိရင်မှတ်ထားလိုက်ပါဗျ။ပြီးတော့အစုံတစ်ယောက်ကိုလည်းပြန်ပြီးတော့ share ပေးဖို့မမေ့ပါနဲ့။ တော့ကျွန်တော်တို့ကတော့ပို့လူတင်ပြီးပြီဒီအဆောင်လေးကိုလက်မလွတ်နိုင်ဘူးပေါ့နော်တရားတရားလည်းလုတ်တာလုတ်တာခံရဖို့ပေါ့ဒီအဆောင်လေးရတယ်ရှိနေတယ်ဖြစ်တယ်ကျွန်တော်မိတ်ဆွေတွေလည်းအဆောင်လေးများဆောင်ထားတယ်ဆိုလို့ရှိရင်ထိုက်တဲ့အလုပ်လေးတွေလည်းလုပ်ပြီးပါဖရားတရားလည်းမမေ့မညော့မပေါ့မစားပါနဲ့ပြီးတော့မိမိကိုယ်ကိုမိမိကိုယ်ကိုရဆိုတဲ့အတိုင်းလေးပဲတနေ့နေ့တစ်ချိန်ချိန်ဒီအဆောင်လေးကိုစွန့်လွတ်သွားနိုင်တဲ့အချိန်ကြလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဓာတ်ရုပ်ကိုစောင့်နေပါ ကျုံးနဲ့ဒိုဒီမဟုတ်တစ်ဖို့သားချောင်းလေးကိုကျွန်တော်ဒီလောက်ပဲတင်ဆက်ပေးနေဒီညမှာပဲအဆုံးသတ်ပြကျွန်တော်မိတ်ဆွေတွေကကျွန်တော်တင်ဆက်မှုလေးကျွန်တော်တို့ကြိုးစားအားထုတ်မှုလေးကိုတကယ်ပဲအတိအမှတ်ပြုတယ်တကယ်ပဲသဘောကျတယ်ဆိုဒီဗီဒီယိုလေးကိုနောက်လူတွေလည်းမြင်နိုင်အောင် share ပေးကြပါဦးခင်ဗျာပြီးတော့ကျွန်တော်တို့ရဲ့ channel လေးတွေ Facebook page လေးတွေကို like and subscribe လေးတုပ်ပြီးတော့အားပေးကြပါဦးခင်ဗျာကျွန်တော်တို့နောက်ထပ်နောက်ထပ်ဘာတွေတင်ဆက်ပေးစီခြင်းလဲဆိုတော့လေဒီရောက်က comment လေးတွေမှာရေးပေးခဲ့ပါဦးကျွန်တော်တို့ပေါ်အကြံပြုခြင်းတဲ့အကြောင်းအရာလေးရှိရင်လည်း comment လေးတွေမှာရေးပေးပါနောက်ထပ်ဗီဒီယိုလေးတစ်ပုဒ်မှာကျွန်တော်တို့ပြန်ပြီးတော့送ကြပါပါခင်ဗျာ